ဩဂုတ်လအတွင်းကနေစသည်မီပြည်ပကနေကုန်ပစ္စည်းတင်သွင်းခွင့်လန်းချောင်းအလုံးကိုစစ်ကော်မရှင်ကကန့်တပ်ပိတ်ပင်ထားတာကြောင့်တွင်းကုံအားထားနေရတဲ့ပြည်တွင်းမှာကုန်စည်နှုန်းမြင့်တက်မှုနဲ့ပြည်သူတွေထမှန်ရင်ဆိုင်နေရပါတယ်။အဲ့ဒီတဲ့တရုတ်နဲ့ယူရီးယားထဲတွေကိုအားပြုရောင်းချနေရတဲ့အဝတ်ထည်ဈေးကွက်လည်းအပါအဝင်ဖြစ်ပြီးပစ္စည်းတွေပြက်လက်ကဈေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့အဲ့ဒီလုပ်ငန်းရှင်တွေစီကနေသိရပါတယ်။ လက်ရှိပြည်တွင်းမှာဖြစ်ပေါ်နေတဲ့အဝတ်ထည်ဈေးကွက်အခြေအနေနဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တဦးကအခုလိုပြောပြပါဗျာ။အရင်တော့ဆိုဖက်ရှင်ဆိုရင်တပတ်တစ်ခါတော့အာဇက်တိုက်ဇက်တိုက်ဇက်တိုက်လေးပစ္စည်းကလေဒါ တခြားဆန်ဝင်ဝင်မဝင်တခြားဆန်ဝင်နေအဲ့လိုတောက်ဆောက်ဝင်နေရလေအစ်တတရဒီဇိုင်းတတရအများနဲ့ထွက်နေရအခုဒီဇိုင်းတတရမိုးပနဲ့အောင်းနေဘူးလည်းမရှိတော့ဘူးအဲအောင်းနေမရှိတော့ဘူးရိုးရတဲ့တွေမရှိတော့ဘူးဆိုတော့ဒီတွင်းကနည်းနည်း quality ရှိတဲ့ဟာတွေကိုဆွဲသုံးနေရအဲဒီတွင်းတော့အမြင်လိုက်ချုပ်တဲ့ယုံနေရတော့အလုတ်ဖြစ်သွားတာပေါ့ဒါအလုတ်ဖြစ်သွားတယ်အဲသူတို့ရှိမှ ပြုံးတို့ပြီးဝယ်တယ်လို့ဖြစ်သွားလေ stock stock ဘယ်မရအဲ့လိုမျိုးမာရတာမရအောင်အဲ့လိုမျိုးလက်ရှိမှာတွင်းကုန်ပိတ်ခတ်ထားရတဲ့အတွက်ပြည်ပအထည်တွေမဝင်ပဲပြည်တွင်းအထည်တွေကတော့ရောင်းချနေရတာကြောင့်အရေးသွေးတစ်စိမ်းတော့အလွန်ကွာဟမှုကြောင့်အယောင်အဝယ်ကိုနှဲပါပြီးထိခိုက်မှုတွေဖြစ်ပေါ်စေတယ်လို့လုပ်ငန်းရှင်အတိုင်းဝိုင်းကပြောပါတယ် ရိုးတရားထင်တဲ့မြန်မာအထက်ကွာဟမှုကြောင့်ဖြစ်ပေါ်နေရတဲ့အယောင်ဝဲအခြေအနေနဲ့ပတ်သက်ပြီးတော့လေရန်ကုန်မြို့မှာအထက်ဆိုင်ဖွင့်လှစ်ထားသူအမျိုးသမီးကအခုလိုပြောပါတယ်။ဒါကဟိုကရိုးရောင်းထင်တဲ့ရင်ဒီရင်ထင်တဲ့ကမတူးလေ quality ချင်းလည်းမတူးငင်းရတာချင်းကမတူးဒီလားကျွန်တော်မပြောနိုင်အဲ့ညင်နေရတဲ့မျက်စိအမြင်အာယုံမှာကမတူးတော့နောက်တယ်မတူးနိုင် အခုအဘော quality နည်းနည်းလေးကောင်းတဲ့ဟာလေးဟိုမြေမှာနားရဥစားလေးဆိုဝမ်းလူနေကြပေါ့ကတော့လေအဲ့ဒါဒီအတွက်ဒီလည်းမဟုတ်ပါဘူးဒီထဲမှာနေ့စဉ်တုံးကုန်ပစ္စည်းတွေပါဝင်တဲ့ကုန်စည်35မြို့ကိုပိတ်ပင်ကြောင်းမေလကလေးကကြညာချက်ဟာအော်ဂေါလာ73ရက်နေ့မှာလူမှုကွန်ရက်တွေပေါ်ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။သွားတိုက်စီသွားတိုက်တန်ဖက်နှံ့အမွေးတိုင်းဘက်ထရီပရုတ်လုံးမီလုံး တ िश ူလူကြီးတိုက်ပါဆက်ပြတာယာနဲ့ကျွတ်တွေလိုလူသုံးကုန်တွေအပြင်ခောက်ဆွဲကြာစမ်းရှိုးရှင်ဘစ်ကတ်ပဲငံပြာရည်တို့လိုစားတောက်ကုန်တွေပါဝင်တဲ့ပိတ်ပင်မှုကိုဩဂုတ်တရက်ကစစ်ကောင်စီနဲ့အတူဖျက်သိမ်းခံရတဲ့အထဲပါဝင်ခဲ့တဲ့နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီတစ်စိမ့်နဲ့ကြီးညာထားတာဖြစ်ပါတယ်။ဒါအပြင်ရက်ပိုင်အတွင်းဖြစ်တဲ့ဩဂုတ်လ15ရက်နေ့ကစလို့ ရန်ကုန်လေဆိပ်အပါဝင်လေဆိပ်တွေကလည်းတွင်းကုန်လိုင်းစင်မရှိပဲပြည်ပကုန်စီတင်းတွင်းမှုကို အလွန်တင်းကျပ်မှုတွေစစ်ကော်မရှင်ကထပ်ဆင့်လှုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးအဝတ်အိတ်အလကုန်နာယီဖြည့်စွက်စာနေကာမျက်မှန်ဖနက်အပါအဝင်ကုန်စီစင်မျိုးကိုပြည်ပကနေတဲဆောင်လာသူတွေအနေနဲ့လေဆိပ်မှာအခွန်ကောက်ခံမဲ့ဆိုပြီးထပ်မံတင်းကျပ်လိုက်ပါတယ်။ ီလိုပိတ်ဆို့မှုတွေကြောင့်စစ်ကော်မရှင်ဘက်ကတရားဝင်လမ်းကြောင်းအနေနဲ့ကုန်စည်တင်သွင်းခွင့်ပြုလာပါကလည်းအခုဖြစ်ပေါ်နေတဲ့ဈေးနှုန်းတွေထက်ထက်မှန်မြင့်တက်လာနိုင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တို့ကတုံ့တက်ပြောဆိုပါတယ်နော်တကယ်သူတို့လမ်းကြောင်းအမှန်နဲ့ဝင်လာမယ်နောက်ဝင်လာမယ်ဥစ္စာတွေဆိုရင်ပုံမှန်ထက်ဈေးမြင့်လာမှာအရင်တော့ကကြာလမ်းကြောင်းမျိုးစုံနဲ့လေတရားမဝင်တာရောဝင်တာရော ုံနဲ့ဝင်ထားတာဆိုတော့ဈေးကအဲ့လိုငွေကြီးပန်းပွားလို့လားဈေးမြင့်နေရလေအခုစားအခွန်နဲ့စောင်းမှာ哦အခုလေမတရားစောင်းပြီးမှဝင်လာမယ်ဆိုရင်အရင်မြင့်နေတဲ့ဈေးတွေထက်ပိုမြင့်သွားမှာအင်ကြီးတတဲအ ਨੇ ဆုံးမရှိပါဘူးအရင်တောင်းကြော်တန်းတောင်းကြော်တောင်းငါးရောင်ဝင်းကျင်ပါညာအထည်ရေနှစ်တောင်းကြော်လောက်ပေးဝယ်နိုင်ရနိုင်အင်ကြီးတတဲပုံမှာကိုယ်ကလေတခြားပစ္စည်းရောမပြောတော့ Música